င်းသီးဟင်းရွက်နဲ့တတိဝလံပန်းမှန်တင်ပို့ရင်နဲ့တာငါကနန်းတင်ပို့ရင်နဲ့သတင်းစာဂျာနယ်မဂဇင်းတင်ပို့ရင်နဲ့စတဲ့အမြန်ရောက်ဖို့လိုအပ်တဲ့ရင်တွေကိုရန်ကုန်မန္တလေးအမြန်လမ်းမပေါ်မှာအထူးခွင့်ရင်းနေနဲ့ဖြတ်သန်းခွင့်ပြုဖို့စီစဉ်နေရလို့သိရပါတယ်ရန်ကုန်မန္တလေးအမြန်လမ်းမကြီးကိုစတင်ဖွင့်လှစ်တဲ့အချိန်ကစတင်ပြီးလက်ရှိကာလအထိလူစည်းရင်တွေနဲ့ခရီးသည်တင်ရင်တွေကိုသာတွာလာခွင့်ပြုခဲ့တာဖြစ်ပါတယ်။အခုအခါဟင်းသီးဟင်းရွက်နဲ့တတိဝလံပန်းမှန်တင်ပို့ရင်တွေ တာငါကနန်းတင်ပို့ရင်တွေနဲ့သတင်းစာကြားနယ်မဂ္ဂဇင်းတင်ပို့ရင်စတဲ့အမြန်ရောက်ဖို့လိုအပ်တဲ့ကုန်တွေကိုတည်ဆောင်လာတဲ့ရင်အမျိုးအစားတွေသတ်မှတ်ပြီးသတ်မှတ်ရင်နဲ့အမြန်ရောက်ကုန်တွေကိုတည်ယူပို့ဆောင်လုပ်တဲ့လုပ်ငန်းရှင်တွေကမှတ်ပုံတင်ပြုလုပ်ရမယ်လို့စောက်လုပ်ရေးဝန်ကြီးဌာနကထုတ်ပြန်ချက်တည်းရထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ကိုဇန်နဝါရီလ12ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်တာဖြစ်ပြီးအမြန်ရောက်ဖို့လိုအပ်တဲ့ကုန်စည်တွေကိုတည်ယူပို့ဆောင်ဖို့စိတ်ဝင်စားတဲ့လုပ်ငန်းရှင်တွေအတွက်ဖြတ်တန်းခွင့်မှတ်ပုံတင်ပြုလုပ်ဖို့နဲ့စည်းကမ်းချက်တွေကိုရှင်းလင်းဖို့ဆွေးနွေးပွဲကိုတော့ဇန်နဝါရီလ22ရက်နေ့မှာနေပြည်တော်ရှိပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းရုံးချုပ်မှာပြုလုပ်သွားမယ်လို့သိရပါဗျာ။ ရန်ကုန်မန္တလေးမြန်လမ်းမကြီးကို2009ခုနှစ်မတ်လ25ရက်နေ့မှာရန်ကုန်နေပြည်တော်လမ်းပိုင်းကိုစတင်ဖွင့်လှစ်ခဲ့ပြီး2010ခုနှစ်ဒီဇင်ဘာလ29ရက်နေ့မှာတော့နေပြည်တော်စကိုင်းလမ်းပိုင်း2011ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာတော့စကိုင်းတကွန်တိုင်းမန္တလေးလမ်းပိုင်းတွေကိုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်အဆိုပါရန်ကုန်မန္တလေးအမြန်လမ်းမကြီးဟာ336မိုင်3ဖာလုံးအရှိရှိပြီးမြို့နယ်ပေါင်း22မြို့နယ်ကိုဖြတ်သန်းဖောက်လုပ်ထားတာဖြစ်ပါတယ်။ လမ်းဖောက်လုပ်ဖို့အတွက်သက်ဆိုင်ရာဒေသတွေရဲ့မြေစင်းနှုံးပေါ်မူတည်ပြီးကြက်သိန်းပေါင်း15000ပေးရထားပြီးဖြစ်တယ်လို့ကျန်တဲ့လေယာဉ်မြေနဲ့အခြားမြေ9400ကျော်အတွက်ကိုတော့လာမယ့်ဗန္ဒာနှစ်တွေမှာဆက်လက်ပေးရနိုင်ဖို့ဆောင်ရွက်သွားမယ်လို့သိရပါဗျ။